အစီအစဉ်တင်ဆက်သူဘက်ကအချိန်ဤမကောင်းတော့လို့မင်းသမီးပြောင်းလို့တော့မယ်သစင်ရွယ်ဝင်အားလုံးမင်္ဂလာပါရှင်ဆယ်လင်းဆိုင်တာမှပြန်လဲကျူစွန်လိုက်ပါတယ် MRD ဖုန်းရပင်တိုင်းစီစဉ်တင်ဆက်သူတယောက်ဖြစ်တဲ့သစင်ရွယ်ဝင်းကတော့မကြခင်မှာလိုင်းပြောင်းမှုပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ MRD ဖုန်းဆိုတာကမြန်မာပြည်ရဲ့အကြီးဆုံးနဲ့လူကြိုက်များဆုံးရုပ်သံတစ်ခုဖြစ်ပြီးအမှုပညာကဏ္ဍတည်တည်မှအရေးချင်းရှိသူတွေကိုမွေးထုတ်ပေးနေတဲ့နေရာလေးဖြစ်ပါတယ်။ မင်းသမီးမင်းသားနဲ့ကလေးတယောက်ဆောင်မှစားလို့ channel ကနေဂျင်းမှုကျင်းပတဲ့တီဆူပြိုင်ပွဲတွေ Friday show တွေကနေလည်းတစဉ်အစရောနဲ့ဆယ်လီတွေများစွာထွက်ပေါ်လာအောင်ဆောင်ရွက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီထဲမှာမှမြန်မာပြည်ရဲ့ထုတ်ပေါ်ရမလွယ်တဲ့ပြင်မင်းကလေးချို့ရဲ့အိမ်မက်လုပ်ကိုလုပ်ကိုင်နေကြတဲ့အစီအစဉ်တင်ဆက်သူမမလလာတွေဟာလည်း channel ရဲ့ကုန်ပဲဖြစ်ပါတယ်။ အစီအစဉ်တင်ဆက်သူဖြင့် TV မမြင်ရပင်ကြော်ရှင်တဲ့လာရီနဲ့ပရိသတ်တွေရဲ့ရှေ့မှာအမြင်ရတည်နေကြတဲ့သူတွေဖြစ်ကြတယ်။စုမုံတစင်တွေဝင်းဝီရီနဲ့အခြားမျိုးသမီးတွေဟောင်းမိန်းကလေးတွေရဲ့အိမ်မက်လုပ်ကိုလုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ခုနောက်ပိုင်းမှာတော့ MRT ဖုန်းရုပ်တံဟာလည်းလူကြီးနေလာပြီဖြစ်ပြီးတွက်ချေမကိုက်တော့ပါဘူး။ဇလန်တွဲတွေဟာလည်းအဟောင်းတွေကိုသာပြန်ပြီးတည်ပြဖို့အတွက်ဇလန်တွဲဝယ်ဖို့ပတ်စံမထုတ်ချင်ကြတဲ့လုပ်ငန်းရှင်တွေကြောင့်ကိုရီးယားပေါကားတွေပဲပြသနေတော့တာပဲဖြစ်ပါလေ အစီအစဉ်ဒီဟာလည်းရခင်ကလို့စိတ်လှရှားမှုမကောင်းကြတော့တဲ့အခါမှာကြည့်ရှုသူနည်းလာကြပြီဖြစ်တဲ့အတွက် channel ဟာရေရှည်တည်တတ်မှုခက်ခဲနေပြီဖြစ်ပါတယ်။ဒါကြောင့်နမဲကြီးစီစဉ်တင်ဆက်သူတွေတဲ့ကတရားဖြစ်တဲ့သစင်ရွယ်ဝင်းဟာမကြခင်မှာပဲမြို့ပညာလောကကိုဝင်ရောက်တော်မယ်လို့ပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။သစင်ရွယ်ဝင်းဟောင်းရုပ်ရည်ချောမောလာပါတဲ့မိင်္ဂလေတရားပါအရှမ်းမြင့်မြင့်နဲ့မင်းသမီးတွေနဲ့အပြိုင်လှတဲ့ရုပ်ရည်အသွင်ပြင်ရှိပြီးသူမရိုက်ကူးတဲ့ကြော်ညာတွေလည်းရှိပါတယ်။ ကုန်ပစ္စည်းကျုပ်ရဲ့ပင်နိုင်မော်ရဲဖြစ်ထီတောင်လောက်ကိုင်းတဲ့သစင်တွေဝေးဟောင်းသူမကိုအားပေးထောက်ခံတဲ့ပြည်သက်အင်အားတော်ရှိတာပဲဖြစ်ပါတယ်။ပြည်သက်အင်အားခိုင်မာတဲ့ညနေတက်သက်ဆတရုတ်ဆောင်နေထံလူချင်းလူခင်များတဲ့သူမဟောင်းအမှုပညာလုပ်တွေလုပ်ဖို့မခက်ခဲလာပါဘူး။ယောက်ျားလေးပြိတ္တတီထံမိန်းကလေးပြိတ္တတီမျိုးစွာရှိတဲ့အတွက်လည်းသူမရဲ့ရှေ့ဆက်မဲ့လှုပ်တွေဟာပိုပြီးလွယ်ကူနေတာဖြစ်ပါတယ်။ ယနေ့ခင်အောင်ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင်ယခင်နှစ်တည်တန်းယခုနှစ်မှာအမှုပညာလောကတွင်ဝင်ရောက်လာသူတွေဟာပိုပြီးများပြားလာကြတာကိုလည်းပြည်သက်ကြီးတို့လည်းသိကြမှာပါ။ကုန်းရလုံနိုင်စွမ်းကိုခြားပြနိုင်ရင်ခြားပြနိုင်သလောက်အကျိုးမြင့်ရတဲ့ခေတ်ကြီးမှာထင်ပေါ်မှုကိုတုံးချပြီးအမှုပညာနာမည်တက်ကအလွဲသုံးစားလုပ်နေတဲ့သူတွေများစွာရှိပါတယ်။ဒီထဲမှာတော့မြန်မာပြည်ရဲ့ဆယ်လီလောကဟာထင်ရှားဆုံးနဲ့ထိမ့်မနိုင်အောင် တိုးပွားနေတာပဲဖြစ်ပါတယ်။ ။လိုင်းကူရလည်းပင်တံမိုးမရှိတော့တဲ့အတွက်ကြောင့်စကားတပုတ်ရယူနေကယ်မီယာသွားတဲ့အစိုးရတွေကိုလည်းပြိသက်ကြီးတို့မြင်နေရမှာပါ။အမှန်တကယ်မှာတော့နုပညာလို့ဆိုတော့မလွယ်ကူလွန်းတဲ့အရှာပါ။ဆက်ဆံရေးအရှုပ်ရှင်းနေများလို့ပြီးလူတွေရဲ့ဝေဖန်မှုတန်ကိုလည်းအမြင်ရရှိနေမဲ့အလုပ်ဖြစ်တဲ့အတွက်တာမန်လူတွေနဲ့မတင်တော်တဲ့အလုပ်ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီအခက်အခဲတွေဟာပတ်စံရလွှဲတာကြောင့်ခံတာတွေလို့တွေးပြီးတောင်းခံနေတဲ့သူတွေလည်းရှိတာပဲဖြစ်ပါတယ်။ အစီအစဉ်တင်ဆက်သူကဝင်ငွေမကောင်းတော့တဲ့ပြင်တခြားသူတွေလိုပိုးတယ်တိုင်းမပိုင်တာကြောင့်မကြခင်မှာမင်းသမီးလောက်တော့မယ်သစင်ရွယ်ဝင်းနဲ့ပတ်သက်ပြီးပြည်သက်ကြီးတို့အမြင်ကိုလည်း comment မှာဝေးမြပေးခဲ့ကြပါအောင်ရှင်။